ထင်ရှားပေးနေတဲ့ပရိသတ်တို့မင်္ဂလာပါ2025ခုနှစ်မတ်တောစတရနေ့တနင်္လာနေ့ဒီနေ့ဒီရက်တနင်္လာကျိုးမေတ္တာရည်ကိုကူပြောင်းတဲ့နေ့တစ်ခုဖြစ်တယ်ဒီနေ့တာမူလဆန်းရှင်တက္ကသပရိနိနေခတ်ဖြစ်တယ်လက်ဒီရကနောက်ရစတ္တိယရက အရှိရရံပေါ်ရရက်ကနောက်တောင်ရတုဖြစ်ကြတယ်။ကောင်းငင်ကြိုနေထားရပြိတရာဒီမှာဇာတာပလင်းကြိုတည်ရှိတယ်။မေတုံရာဒီမှာအင်္ဂါကြိုတည်ရှိတယ်။ကံရာဒီမှာကိတ်ကြိုတည်ရှိတယ်။မေရာဒီမှာစနေကြိုတနေ့ငွေကြိုဘုဒ္ဓဟူတောက်ကြတဲ့ရာဟုကြိုတော့တည်ရှိတယ်။ ဗုဒ္ဓကျော်နဲ့တောက်ကြကျူတို့ကလောက်ပြန်သွားပြီးတည်ရှိတယ်။မေတ္တာရာတိမှာတော့တနည်းလာကျူတည်ရှိနေတာကိုတွေ့ရတယ်။ဒီနေ့တနေ့တာဂျုံနေသားကြောင့်မေတ္တာရာတိဘွားတွေမှာထူးခြားတဲ့ပြောင်းလဲတွေဖြစ်စဉ်ဖြစ်လာမယ်။ကောင်းသောကံပြောင်းလဲနဲ့တွေ့တဲ့မှုရှိမယ်၊လူမျိုးပဲချုပ်ပေးမယ်။ပိဋကရာတိဘွားတွေမှာငွေကြေးကံကောင်းခြင်း၊လက်ပွင့်ခြင်း၊လူပြည့်စုံခြင်းနဲ့ဘဝထွက်တဲ့ခြင်းရှိ။မေတ္တာရာတိဘွားတွေမှာအထူးတည်းလဲကောင်းခြင်းကံနဲ့ တို့ရပြည့်စုံခြင်းရှိပဲဝေကြီးကံကောင်းခြင်းတို့ရပြည့်စုံခြင်းဘဝတုတ်တက်ခြင်းကံမြတ်ပန်းခြင်းတွေရှိကရကရာဒီပါတွေမှာယံတက်ခနေတဲ့ထိတ်တိုက်တွေပဲစိတ်ပြပတ်ဒုပမတ်ဖြစ်ပြီးမှတို့ရပြည့်စုံတယ်တရားဒီပါတွေမှာတော့အထုတတဲ့ကောင်းသောနေထိုင်တဲ့တုတ်တက်တဲ့ကံတွေပေါ်ပါဝေကြီးကိစ္စဒုက္ခကိစ္စစိဝါကိစ္စတွေမှာထူးခြားစွာတုတ်တက်နိုင်တဲ့ကံတွေရှိမယ် ခရာဒီဘွားတွေမှာတော့အရာရာအစဉ်ပြေသောနေတာတဲ့တွတ်တက်တဲ့အခြေအနေကောင်းတွေကိုရရှိလိမ့်မယ်။ဘဝရည်ရွယ်ချက်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးတော့တွတ်တက်တဲ့နေထောင်ရမယ်။ကျူရာဒီဘွားတွေမှာတော့သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်တွေကနေလောကန်းပြီးတော့ကိုယ့်ရဲ့တွတ်တက်မှုရနိုင်တယ်။ငွေကြေးကုန်ချက်များပြင်မဲ့အလုံးစည်းဝတ်တွတ်တက်တာပေါ့။ပြိဿာရာဒီဘွားတွေမှာခီးကံကောင်းမယ်။ လူမျိုးပဲချုပ်ပြင်းမယ်ရက်ဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တဲ့ချုပ်ပြင်းမယ်ဓနုရာဒီဘွားတွေမှာဆုံးဖြတ်ချက်ခိုင်ပါမယ်ရေပန်းကြအောင်မြင်မယ်ဝေကြီးကဘဝကတုတ်တက်ခြင်းတွေကိုကြုံမယ်မကာရရာဒီဘွားတွေမှာထူးခြားတဲ့ပြောင်းလဲတဲ့တုတ်တက်မှုတွေရှိမယ်စိတ်ချမ်းသာမယ်ဒီနေ့မှာစလိုက်တဲ့ကိစ္စတွေကောင်းသောတန်ကတ်ကိုရနိုင်မယ်ကောင်းရာဒီဘွားတွေမှာ ရပိုင်ခွင့်ဤပြန်ရမယ်ဝင်ချိတ်ကိစ္စပြောဆိုမှုတွေလည်းအဆင်ပြေမယ်ရည်ရွယ်ချက်အပြင်ကျင်းတဲ့ဘဝတိုးတက်ခြင်းတွေကိုရမယ်မေယာဒီဘွားဒီမှာတော့သိတ္တိထားရတယ်ပြောမှဆိုမှဖြစ်တတ်တယ်ဆုံးဖြတ်ချက်ပါတတ်တယ်အရာရာခေါင်းအေးနဲ့လို့ရတော့အဆင်ပြေတယ်စိတ်လည်းမှန်ပါလို့ရမှားသွားတတ်တယ်တဏိတာကာလတော်အတွက်မှာအပြာရောင်အညိုရောင်ပြီးလို့ရတော့ ဝိစေသောဆွေ၍ကောင်းသောအကျိုးဆက်တွေကိုရရှိနေတယ်။အဖြစ်ရောပန်းဝင်နေတဲ့ဘုရားတင်ခြင်းကိုနိဗ္ဗာန်မှာထားရှိခြင်းဖြင့်ဒီနေ့တည်းရဲ့ကောင်းသောကံခွင့်ရေးကိုရရှိနေတယ်။ကျေးဇူးတင်ပါတယ်။